မင်္ဂလာပါဒီနေ့ကျွန်တော်တို့ပုဂံခဲကိုပြန်သွားပြီးတော့လေအေရိခိရဲ့လူမှုဘဝယုံကြည်မှုတွေပြီးတော့ဘာသာစကားအပိုင်းတွေကိုပါတရားစီတဲ့တိတ်အေးပါတဲ့သမိုင်းမတန်တခုကို အတူတူလေ့လာကြည့်ကြအောင်ဟုတ်ကဲ့ဒါကတော့တက်ကြရဲ့ချော့ကြဆူကြော့ကရေးထုတ်ခဲ့တဲ့ကြက်ဆွာမင်းမိထွေတော်ကြောက်စာပဲဖြစ်ပါတယ်မှန်ပါတယ်ဒီကြောက်စာက သမိုင်းတန်ဖိုးရောဘာသာစကားတန်ဖိုးရောတကယ်ကိုမြန်မာနဲ့အထောက်အထားတခုပါဟုတ်ပါတယ်ကျွန်တော်တို့အဓိကပြောကြမှာကတော့ဒီကြောက်စာတွေကအကြောင်းအရာတွေ နောက်ခံသမိုင်းတွေအထူးသဖြင့်လူရှင်မိထွေတော်ရဲ့စိတ်စေတနာအဲ့ဒီခေတ်လူမှုအခြေအနေနဲ့ပကံခေတ်ဘာသာစကားအသုံးလုံးတွေကိုပေါ့ဟုတ်ကဲ့ဒီတော့အဓိကမိညာမှာကတော့ကျောက်စာရဲ့ကောင်းလို့ချက်တူပါတဲ့စတန်တစ်ခုပေါ့နော်အဲ့ဒီထဲကအချက်လက်တွေကိုအခြေခံပြီးဆွေးနွေးသွားကြမှာပါကောင်းပါပြီဆိုတော့ဒီကျောက်စာကိုလေ့လာခြင်းအားဖြင့်အဲ့ဒီခေတ်ကဘယ်ရင်တပါကျောက်စာမင်းမော်လေးသူ့ကိုမွေးစားခဲ့တဲ့မိထွေတော်သူတို့ကြားကထူးခြားတဲ့သင်ယုံစဉ်ဟုတ်ကဲ့ပြီးတော့ အလူဒါနာဤပြုလို့ထိခဲ့တဲ့နောက်ခံအကြောင်းကြီးဘိုးကန်ခဲ့လူနေမှုစနစ်တချို့ဥပမာကျွန်းစနေလူမျိုးပေါ့အင်းပြီးတော့ရှေးမြန်မာစားအရေးအတာဒါတွေကိုတဆေတဆောင်တည်နိုင်မယ်လို့မျှော်လင့်ပါတယ်ကဲဒါဆိုရင်တမိုင်းနောက်ခံလေးကနေစလိုက်ကြရအောင်လားတောင်းပါရဲအဲ့တော့ဒီကြောက်စာကိုရေးထိုးတဲ့ခုနှစ်ကတက္ကရာချောင်းအစုခွန်းလောက်ပါခရစ်နှစ်နဲ့ဆိုရင်1953လောက်ပေါ့อืมချောင်းလဲစုခွန်း အဲ့ဒီအချိန်ကဦးဇနာမင်းအုပ်ဆိုးနေတဲ့ကာလပါဒါမဲ့လေကြောက်စာတွေကအကြောင်းအရာကအဲ့ဒီမထိုင်ခင်ကြာစွာမင်းလက်ထက်ကအဖြစ်ပြက်တွေကိုပြန်မတန်းတင်ထားတာ အော်ကြာစွာမင်းလက်ထက်ကဟာကိုဦးဇနာမင်းလက်ထက်ကြမှာရေးတာပေါ့ဟုတ်ပါတယ်ကြာစွာမင်းနန်းဆန်နေကတက္ကရာခုနှစ်ခုစစ်ခုနှစ်ကနေ60နှစ်အထိခရစ်နှစ်1935အနေ1950ပေါ့ဒီကြောက်စာရမှာကြာစွာမင်းနန်းတဲ့ချင်းကိုတိတိကျကျရေးထားတာဆိုတော့တမိုင်းကွက်တကယ်အထောက်ထားကောင်းမယ်နော် ဟုတ်ကဲ့အဒီအကြောင်းကိုဖော်ပြထားတာတက်ကြဲခွင့်ရခုစခွန်ခုအတနီနဲ့နကာလာဆန်းလေးရဲ့ကြာတိပတိရဲ့နေကြဆောင်မင်းရွှေနှောင်တက်ပြီဆိုပြီးတော့လေဟွန်းရွှေနှောင်တက်ဆိုတာကနန်းတက်တာကိုပြောတာပေါ့နော်ဟုတ်ပါတယ်အဲ့ဒီအတုံးလုံးပေါ့နောက်တဲ့စက်ဝင်စားကြောက်ကောင်းတာတခုကအလူရှင်ဟုတ်ကဲ့သူကကြဆောင်မင်းရဲ့မိထွေးတော်လေဟွန်းတမင်ကြောက်စာတခုလုံးမှာသူ့နာမည်အတိအကျမပါဘူးဟာဟုတ်လားဟုတ်တယ် ကြစွာမင်းမီထွေးတော်ဆိုပြီးဖခင်နဲ့တော်ဆက်တဲ့အနေထားကိုပဲတုံ့နှုံထားတယ်။ဒါကဘာကြောင့်လဲဆိုတာကတော့အင်းစဉ်းစားစရာအချက်တစ်ခုပေါ့လေ။နောက်ပိုင်းဆက်ဆွေးနွေးကြည့်လို့ရပါတယ်။တကယ်ပဲစဉ်းစားစရာပဲ။ကိုနာမည်မထည့်ပဲနဲ့။ကဲဒါဆိုကြောက်စာထဲကအဓိကဇက်လန့်ဒါမှမဟုတ်အချောင်းရကိုဆက်ကြည့်အောင်။ဒီအပိုင်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။မိခင်နဲ့ဒါတန်ရောချင်းကိုထူးထူးခြားခြားဖော်ပြနေတယ်လို့ထင်တယ်။ဟုတ်ပါတယ်။ကြောက်စာမှာကြက်စွာမင်းတိုးခဲ့တဲ့ပုံစံမျိုးနဲ့ရေးထားတာလေးတွေရှိရဲ့။သူက ငါအမိကိုကငါမတိလိုက်ငါမိထွေးမွေးရွက်ငါရည်ရည်လို့ဆိုထားတယ်အာဆိုတော့မွေးမိခင်ကိုသူမမိလိုက်ဘူးသူ့ကိုပြုစုဆောင်ရှောက်ခဲ့တာမိထွေးတော်ဆိုတဲ့သဘောပေါ့อืมမိထွေးတော်ကြောင့်ပဲသူကြီးပြင်းလာခဲ့ရတယ်ပေါ့ဒါကြောင့်လဲသူကိုယ်တိုင်ကငါမိထွေးလင်ရောင်ငါအမိအေဟူရင်လို့မိထွေးတော်ကိုမိခင်အရင်လို့ပဲသဘောထားကြောင်ပြောထားပြန်ရော ဒါကအဲ့ဒီခေတော်ဝင်မိသားစုထဲမှာတော်တော်လေးထူးခြားတယ်လို့ပြောရမှာပဲเนาะဒီလောက်ထိအလေးထားတာอืมအတိအကျတော့တခြားမှတ်တမ်းတွေနဲ့ရှင်ကြီးမှသိနိုင်မယ်ဆိုပေမဲ့ဒီကြောက်စာအရာတော့သူတို့တန်ရောစင်ကတကယ်ခိုင်မာပုံရပါတယ်ဟုတ်ကဲ့အဲ့ဒီတော့ကြောက်စွာမင်းကဘင်းခစ်လာတဲ့အခါသူကြီးစုကိုတိတဲ့အနေနဲ့မိထွေးတော်အတအကုံစီစဉ်ပေးတယ်နေဟိုအိမ်တလုံးဆောက်ပေးတယ်အော်အိမ်မူကိစ္စတွေလုပ်ဖို့အိမ်ထောင်ကျွန်းတွေလည်းပေးတယ် ပြီးတော့စားဝတ်နေရေးအဆင်ပြေအောင်လယ်ရာမြေတွေလည်းအများကြီးပေးခဲ့တယ်။မိထွေးတော်ကိုလိုင်ကလည်းကြောက်စာထဲမှာအဲ့လာတွေကိုသူတုံးဆွဲခဲကြောင်းပြောထားတယ်နော်။အိမ်လေးငါနေဤကျွန်းလေးငါစေဤလယ်လေးငါစာဤဆိုပြီးတော့ဒီနေ့ကျတော့သူစိတ်ထဲမှာလှုပ်လှုပ်ချင်စိတ်ပေါ်လာပုံကစိတ်ဝင်စားဖို့ကောင်းတယ်။ဟုတ်ကဲ့ဘလို့ဖြစ်လာတာလဲ။သူကစဉ်းစားမိရဲ့သူနေတဲ့ဒီကောင်းကောင်းမွန်မွန်အိမ်ကြီးကလည်းတာမန်လူတယောက်နေတာထက်သီလပညာပြည့်စုံတဲ့တန်ဃာတော်လေးတည်တန်းသုံးရင်ပိုပြီးမြင့်မြတ်မယ်။ ပို့တင်တော်မယ်လို့အကြံဖြစ်လာတယ်။ဩကိုနေဖို့အထက်တန်ကားတော်တွေအတွက်စိုးပိုကောင်းမယ်ပေါ့။ဟုတ်တယ်။ကြောက်စာထဲမှာဤငါနေသောကက်ကတီလဝင်းသပညာရှိသောတန်ငါနေသောမြက်အေးဟူရင်ငါကကြံလိုက်ကဆိုပြီးသူ့ရဲ့သွေးကိုမှတ်တမ်းတင်ထားတယ်။အဲ့ဒီလိုအကြံရတဲ့အတိုင်းလုပ်ရော်လား။လုပ်ပါတယ်။သူကဂူပီယားတဆူအရင်တီးတယ်။ပြီးတော့ကြောက်စွာမင်းပေးချတဲ့အိမ်ကိုအကြောင်းအဖြစ်ပြောင်းလိုက်တယ်။ သူရထားတဲ့အိမ်ထောင်ကျွန်းနေနဲ့လေယာမြေတွေကိုလည်းတန်ဃာတော်တွေအတွက်အပြည့်အပိုင်ရီမှန်းပြီးလှူလိုက်တယ်။အကုန်လုံးကိုလှူလိုက်တာပေါ့။ဟုတ်တယ်အကုန်လုံးကို။ဒါနဲ့ပတ်သက်ပြီးကြောက်ဆွမင်းကိုတော့ပြောပြသေးလား။တဖြတူပင်းစီကို။ပြောပြပါ။သွားရှောင်တဲ့အခါမင်းကြီးကလည်းလုံးဝကန့်ကွက်တာမရှိဘူး။ကြောင်းစာအရဆို မီထွေးငတ် at 9တော့တန်ဃာအားထားလင့်လို့ပြောပြီး1မြောက်1တာခွင့်ပြုခဲ့တယ်လို့ဆိုတယ်။အော်မီထွေးတော့ချီညိုတဲ့တင့်တော်တဲ့တန်ဃာကို ယူပါလို့ပြောတာပေါ့နော်။တပို့ထူလိုက်တာ။ဟုတ်ပါတယ်။အဲ့ဒီနောက်တက္ကရာ695နတ်ဒေါ်လာ36ရဲ့တောကြနေမှာအเจ้าကိုရေဆက်ချလှူဒန်းခဲ့ကြအောင်အတိအကျမှတ်တမ်းတင်ထားပြန်တယ်။ဟမ်။အလူကြီးအချက်မြောက်သွားပြီပေါ့။ဒီကြောက်စာမှာနောက်ချက်အရေးပါတာကလှူလိုက်တဲ့ကျွန်းစရင်ဒီမြေစရင်ဒီပါတယ်ဆိုတာပဲ။ဟုတ်ပါတယ်။ လှူခဲ့တဲ့ကျွန်းတွေကိုလေအိမ်တောင်ဆောင်ဆိုပြီးမိသားစုလိုက်နာမည်နဲ့အရေးအတွက်ပါဖော်ကြားထားတာအိမ်တောင်ဆောင်ဆိုတာကမိသားစုတစ်စုလုံးကိုဆိုလိုတာလားဟုတ်မယ်ထင်ပါတယ်ဥပမာတားငါဆန်တားနိုင်ဆန်တသမွေငမုံမှုရာကျတားငါတူပွန်ဆန်တစသဖြင့်ပေါ့တဲ့အိမ်တောင်တဲ့အိမ်တောင်ချင်းစီကိုရေးထားပုံရတယ်စုစုပေါင်းဖယားကျွန်း116ဦး116ဦးဟုတ်တယ်ပြော့ပိုကထလူတဲ့အကျင့်စကူဟူဆိုတော့စုစုပေါင်း135ဦးအရွယ်ထမနေဘူးတော်တော်များတာပဲ လင်းမြွေတွေကတော့လင်းမြွေတွေလည်းအများကြီးပဲလင်း120လို့ရေးထားတာရှိတယ်ဒါကပေးအိမ်မြောက်ကိုဆိုလိုတာလားတော့မသိဘူးနောက်ပြီးစပားဆိုင်လည်း900ကောက်ကြီးစပားဆိုင်တဲ့လည်းနောက်ထပ်900ဟွန်း900စီဟုတ်တယ်ဒါမဲ့အဲ့900နောက်မှာ late လို့တုံးထားတယ်ဒါကပကန်ခစ်ကမြေယာတိုင်းတဲ့ unit တစ်ခုဖြစ်မယ်လို့ယူဆရတယ်ဘလောက်ပမာဏလဲတော့အတိအကျပြောဖို့ခက်တယ်ဒါမဲ့များတယ်ဆိုတော့သိချရတယ်တော်တော်ကိုကြီးကျယ်တဲ့အလူကြီးပဲဟုတ်ပါတယ် ကျောက်စာရဲ့အဆုံးပိုင်းသားမှာတော့ထုံးစံတိုင်းပေါ့လေအလူကိုဖျက်ဆီးမဲ့သူတွေအလွဲတုံးစားလုံးမဲ့သူတွေတွေ့ကျင်းစားတိုက်ထားတွေ့တာလေอืมကျင်းစားကတော့ပုဂံကျောက်စာတော်တော်မြင်များမှာပါတာတယ်နော်ဟုတ်တယ်ဒီမှာကဤငါလူတော်ကျင်းလေကိုလုံစားရစ်တော်သူကမြေကြီးကြမှာကအထအဝင်းချက်ပေါ်သူကအောက်အဝီစီးရင်ကြော့စီတည်းဆိုပြီးတော်တော်ပြင်းပြင်းထန်ထန်ကျင်းထားတာအဝီစီးငရဲကြပါစေပေါ့အင်း အဲ့ဒီလောက်ထီကိုကန်ကန်ရဲ့အကျိုးနဲ့ငရဲကိုယုံကြည်မှုပြင်းထန်ဖုံရတယ်။ကြောက်စာတဲကဇလန်းနဲ့အချက်လက်တွေကတကယ်ကိုစိတ်ဝင်စားစေရပါ။အခုဒီကြောက်စာကနေကျွန်တော်တို့ဘလိုမျိုးအရေးပါတဲ့အချက်တွေထိုးထွင်းတည်မြင်မှုတွေရနိုင်တယ်လဲဆိုတာကိုဆက်ပြီးဆွေးနွေးကြည့်အောင်။ပထမဆုံးဘာသာရေးဘက်ကကြည့်ရင်ဘာသာရေးယုံကြည်မှုတက်တာတရားပန်းပေါ့။ဒါကတော့မိချွေးတော်မှာအင်မတန်ထင်ရှားပါတယ်။တန်ကားတို့ဒီအပေါ်ထားလိုက်ကြည်ညိုစိတ်ကလည်း သူ့ရဲ့ကိုယ်ပိုင်စီးစိမ်ဥစ္စာလေးဖြစ်တဲ့အိမ်တို့ခြုံတို့လေယာဉ်မြေတို့ကိုဘာမှမငဲ့ကွက်ပဲနဲ့သာသနာအတွက်စွန့်လို့လူတန်းနိုင်တဲ့အထီးကိုပြင်ထန်ခဲ့လေဟုတ်ကဲ့ဒါပကန်ခဲ့ရဲ့အခမတင်ကေတာလို့ဖြစ်နေတဲ့သာသနာတော်ကိုချီးမြှောက်ဖို့အရှိတီတောင်းဖို့ကုသူကောင်းမှုအမျိုးမျိုးလုပ်ကြတဲ့ယဉ်ကျေးမှုကိုတကယ်ထင်ဟပ်စေပါတယ်ဖျားဒီကျောင်းဆောက်မြေလူကျွန်းလူဒါတွေကပကန်ခေအထက်တန်းလွာတွေမင်းမျိုးမင်းရွယ်တွေရဲ့အဓိကကုတော်ပြူနေတွေပဲဖြစ်မယ်ထင်တယ် ဒီကျောင်းစာကအဲ့ဒါကိုကွက်ကွက်ကွန်းကွန်းပြနေတာပဲမှန်ပါတယ်ဒီဘာသာရေးရှုထောင့်အပြင်လူမှုရေးရှုထောင့်ကကြည့်ရင်လဲစိတ်ဝင်စားစရာအချက်တွေရှိနေပြန်ရောဟုတ်ကဲ့ဘလို့အချက်တွေပါလဲပထမဆုံးကတော့မိသားစုဆက်ဆံရေးပေါ့ကျဆွာမင်းနဲ့မိထွေးတော်ကြကအပြန်လန်းလေးစားမှု အထူးမြင့်ကျဆွာမင်းရဲ့ဂျေဇူးထိတတ်မှုက တကယ်ကိုအထူးယူဖို့ကောင်းတယ်။အင်းမိခင်အရင်မဟုတ်ပြင်မဲဆောင်းချော့ခဲ့တဲ့ဂျေဇူးကိုမမေ့ဘူးဆိုတာပေါ့။ဟုတ်ပါတယ်။ အဲ့ဒါကပကန်းခစ်မိသားစုတန်ဖိုးထားမှုတစ်ခုကို ပြနေတယ်လို့ဆိုနိုင်တယ်။နောက်တစ်ခုကဂျွန်စစ်နစ်အဲ့ဒါလည်းစိတ်ဝင်စားဖို့ကောင်းတယ်။ဖះဂျွန်ဆိုတဲ့အတုံးလုံးရောအိမ်အောင်ဆုံးလူတွေဆိုတဲ့အလေးအထားရောဒါတွေကဘာလို့ပြနေတာလဲ။ Ừm ဒီကြောက်စာကပကန်းခစ်မှာဂျွန်စစ်နစ်တကယ်ရှိခဲ့တယ်ဆိုတာကိုတော့အခိုင်အမာပြတာပေါ့နော်။ဒါပေမဲ့ကျွန်တော်မိရနဲ့အစာတန်းမှာအသုံးသတ်ထားတာက ဒီဖျားကျွန်းဆိုလာကလည်းအခုခေတ်ကျွန်းလို့ထင်လို့မျိုးအနိုင်ခံလူတန်းစားတတ်သက်ဆိုလာမျိုးထက်ဟုတ်ကဲ့သာသနာပိုင်မြေတွေမှာအလုတ်ကျွေးပြုရတဲ့သာသနာကျိုးကိုတည်ပိုးရတဲ့တနည်းအားဖြင့်တော့သာသနာဝင်တန်းတဖို့မျိုးပေါ့အတိုင်းကာတစ်ခုထိအခွင့်အရေးရှိကောင်းရှိနိုင်တဲ့လူတန်းစားမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်။အော်အလုတ်အကျွေးပြုလူတန်းစားပုံစံမျိုးဟုတ်တယ်။ပြောအင်းထောင်ဆောင်လိုက်လူတွေဆိုတာကလည်းသူတို့ရဲ့မိသားစုဖွဲ့စည်းပုံကိုအတိမတ်ပြုထားတဲ့သဘော မိသားစုလိုက်ခွဲမသွားစေတဲ့သဘောကိုပြနိုင်ပါတယ်။ဒါသာစိတ်ဝင်စားစရာတုံးတက်ချက်ပဲ။တမိုင်းဆိုင်ရာအချက်လက်အနေနဲ့တော့ဒီကြောက်စာကဘလောက်တန်ဖိုးရှိသလဲ။တမိုင်းအတွက်ကတော့တောင်ဖို့ရန်ကြီးပါတယ်။အထူးသဖြင့်ကြောက်စာမင်းနန်းတက်တဲ့ခုနှစ်လရက်နှစ်အတိအကျဖော်ပြချက်ကလေ။တခြားသမိုင်းမတန်းနဲ့ရာဇဝင်နေနဲ့တိုက်ဆိုင်စစ်ဆေးဖို့ခိုင်မာတဲ့ကိုယ်ကဖြစ်စေတယ်။ဟုတ်ကဲ့မှန်ပါတယ်။ ပြီးတော့ပကံခေရဲ့အလူဒါနာပြုလို့ပုံဘလို့ PC တွေလူကြတယ်လဲပမာဏဘလို့အထီလူတယ်လဲဆိုတာတွေကိုအသေးစိတ်တီးခွင့်ရတယ်ဒါကအရိခေရဲ့စီးပွားရေးလူမှုရေးခြေနေတစိတပိုင်းကိုခတ်မှတ်နိုင်စေတာပေါ့ပြီးတော့အစောပိုင်းကပြောခဲ့သလိုမိသွေးတော်ကသူ့နာမည်ကိုမတုံးနဲ့ချက်ဒါကလည်းပကံခေလူမှုအတိုင်းဝိုင်းရင်တဲကအမျိုးသမီးတွေရဲ့အစဉ်အတန်းလားဒါမှမဟုတ်ကိုပိုင်မတ်တညာ identity နဲ့ပတ်သက်ပြီးမိခွန်းထုတ်เสียအချက်တကူဖြစ်ရှိနေတော့မယ်ဟုတ်ပါတယ် နောက်ဆုံးအနေနဲ့ဘာသာစကားပိုင်းကိုကြည့်အောင်ပါ။ပုဂံခိမြမဆာအေးသားကိုလေးလာချင်းသွေးကြတော့ဒီကြောက်စာကတကယ့်ယတနာတိုက်ပဲ။ဟုတ်ကဲ့။ဘလို့အရှက်တွေထူးခြားပါသလဲ။ဝါကြတိဆောက်ပုံတွေကရေပြွေအဖျင်ရှင်းလင်းနေ။တိုးတောင်းနေ။အခုခေတ်မြမဆာလိုပဲ subject object verb ပုံစံကိုတွေ့ရတယ်။ဝါကြအဆုံးတပုံတွေရော။ဝါကြဆုံးတမှာ e ကိုသုံးတာရှိသလိုခုနကကြာစွာမင်းရွှေနောင်တက်ပြီဆိုတာမျိုးမှာ ဤမပါပဲဝါကြဆုံးတတ်တာမျိုးလဲတွေ့ရတယ်။ဒါကစကားပြောဟန်တဲ့ပူနီးဆက်တဲ့တပေါ်လာတော့မတိဘူး။ကြီးရတောင်းတွေကရောကြီးရတွေမှာလဲပြုတ်ကြီးနေစစ်လို့ရိုးရိုးကြီးရတွေတွေ့ရတယ်။ပြီးတော့နေပေးပြုတ်ပေးဆိုသလိုကြီးရဆက်တဲ့တုံးထားတာကလဲစိတ်ဝင်စားစရာပဲ။အခုခင်းနဲ့အတုံးနဲ့နဲ့กว่าတာပေါ့။ဟုတ်ကဲ့။ပစ္စည်းစကလုံးတွေကရောအဲ့ဒါတွေကလဲတည်ရေးပါပါတယ်ဥပမာ အကြောင်းရာပြတဲ့ကားကားပေါ့ဤငါနေတော့ကကမလိုမျိုးอืมပြီးတော့အလေးနဲ့ဖြူတာမျိုးအစင်လဲပြတာမျိုးသုံးတဲ့လေလို့အင်းလေးငါနေဤကျင့်လေငါစေဤမလိုပေါ့ဟုတ်တယ်နော်ပြီးအချင်းအခါအချင်းနေပြတဲ့တော့တော့ခါနေတော့မြက်အဲမှာသုံးထားတယ်အကြောင်းပြတဲ့ရာကဆိုတဲ့အသုံးတွေလည်းရှိသေးတယ်ဒါတွေကရှေးမြန်မာစာရဲ့အနှစ်သာရတွေပါပဲဝဟရာအတုံးအနှုံးတွေကလည်း ခစ်ကိုထင်ဟတ်တယ်နော်ရွှေနောင်တက်တို့အိမ်နောင်ကျွန်းတို့ဟုတ်ပါတယ်ပြီးတော့ငရဲကိုအဝီစီလို့သုံးတာမျိုးတွေကအဲ့ဒီခစ်သုံးစကလုံးတွေကိုတိုက်ရဲသိခွင့်ရစေတယ်တချို့အသုံးတွေကတော့ဒီနေ့ခစ်မြမစကားနဲ့ဆက်ဆက်မှုရှိနေကကိုလည်းတွေ့နိုင်ပါတယ်ဟုတ်ကဲ့ခြုံပြီးပြန်ကြည့်လိုက်ရင်လေဒီကျော်စွာမင်းမိသွေးတော်ကျုံးစာဟာတကယ်ကိုထူးခြားပါတယ်သူကပကံခင်းရဲ့ဂျင်းနုစီယာမိသားစုတန်ရောစဉ်ကိုပြတယ်လင်းနဲ့တဲ့ဘာသာရေးယုံကြည်မှုနဲ့ရရောတဲ့အလူဒါနာကိုပြတယ် လူမှုဖွဲ့စည်းပုံနဲ့အစိပ်ပိုင်းတချို့ဥမာကျွန်းစနစ်လိုဟာမျိုးကိုလည်းမတန်းတင်ထားတယ်။ပြီးတော့တမိုင်းအတွက်ရောဘာသာစကားလဲလာမှုအတွက်ရောအဖိုးဓာတ်နဲ့အချက်လက်တွေကိုပေါင်းစပ်ဖော်ပြနေတဲ့မတန်းကောင်တစ်ခုထည့်ပါတယ်။တကယ်ပဲပုဂံခေတ်ကိုရှုထောင့်မျိုးစုံကနေနားလည်ဖို့အများကြီးအထောက်အကူပြုတဲ့ရည်မြေကောင်တစ်ခုပါပဲ။ကဲဒီနေ့ဆွေးနွေးမှုကိုအဆုံးမတတ်ခင်မှာစိတ်ဝင်စားစရာမိခွန်းလေးတစ်ခုနဲ့ချမ်းသာခဲ့ခြင်းတွေဗျ။ကောင်းပါပြီ။ဘာများချင်မလဲ။ ကျွန်တော်တို့အစားပိုင်းနဲ့အလဲပိုင်းမှာနည်းနည်းထောက်ပြခဲ့တဲ့အချက်လေးပါပဲ။အော်မိထွေးတော်ကသူ့နာမည်မသုံးတဲ့ကိစ္စလား။ဟုတ်ပါပဲ။ဒီကြောက်စာမှာအလှရှင်မိထွေးတော်ကသူ့ရဲ့ကိုယ်ပိုင်နာမည်ကိုလုံးဝမသုံးဘဲနဲ့ကြောက်စွာမင်းမိထွေးတော်ဆိုတဲ့ဘရင်နဲ့တော်ဆက်တဲ့အမရတားကိုပဲအဓိကထားဖော်ပြခဲ့တာကဘာကြောင့်ဖြစ်နိုင်မလဲ။အင်းဒါကစဉ်းစားစရာပဲ။သူရဲ့ပုတ်ကလေးအမတ်ညာထက်ဘယင်းနဲ့ဆက်နွယ်မှုကအဲ့ဒီခိလူမှုအတိုင်းဝိုင်းမှာပိုးပြီးတော့အေးပါတော့လား ။ဒါမှမဟုတ်ဒါကပကံခေအမျိုးသမီးတွေရဲ့အစင်းတန်းနဲ့ကိုယ်ပိုင်ရက်တီမှုအပေါ်မှာဘလို့အလင်းပြနိုင်မလဲ။ကြည့်အောင်။ဟုတ်ကဲ့ပါ။